တော်လံပြည်သူများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်အခုဒီ podcast စီးရနေတော်လံပြည်သူများအတွက်အကျိုးရှိမဲ့အကြောင်းအရာပေါ့နော်ဒီဖလံမျိုးတိမ့်တိုက်ပွဲကနေကျွန်တော်တို့ရရှိတဲ့အကျိုးအမြတ်များစွာထဲကအနည်းငယ်ကိုကျွန်တော်ဝေမျှပေးသွားမှာဖြစ်တယ်ပထမဆုံးကျွန်တော်ဝေမျှပေးချင်တာကတော့ကျွန်တော်တို့တော်လံပြည်သူတွင်တဖွာဖွာပေါ့နော်ကျွန်တော်တို့ပါဇက်ထဲကနေမချားနိုင်တဖွာဖွာပြောနေတာကဘာလဲဆိုတော့ຫນွေဦးတော်လံရဲ့အမြန်ဆုံးအောင်မြင်ဖို့ COC ဖွဲ့စည်းဖို့ပါအမှန်တော့ COC ဖွဲ့စည်းတယ်ဆိုတာကဒီအချမ်းဘက်စစ်တပ်ကိုကျွန်တော်တို့တိုက်ပွဲပေါ်ဆောင်ရမှာအင်မတန်မှဒုနဲ့ဒဲနဲ့ပေါ့နော်ကျွန်တော်တို့တိုက်ပွဲဆင်နိုင်မယ်ပြီးတော့ကျွန်တော်တို့ COC အနေနဲ့တိဆောက်လာတဲ့အခါမှာနိုင်ငံတကာစာမျက်နှာထက်မှလည်းကျွန်တော်တို့က NUG ကိုတရားဝင်အစိုးရအနေနဲ့တမတ်ပေးဖို့ကလည်းအင်မတန်မှအခွင့်အရေးရှိတယ်ပေါ့နော်အဲ့လို တောက်မျိုးစုံကကျွန်တော်တို့သုံးသတ်တဲ့အခါမှာ COC ကိုကျွန်တော်တို့တဖောက်ဖောက်ပြောဆိုနေတာဖြစ်တယ်။ဒါပေမဲ့ကျွန်တော်တို့အမှန်တရားကိုကျွန်တော်တို့ပြောရအောင်။ကျွန်တော်တို့ရဲ့အလိုချင်ဆုံးအတောင့်အတဆုံး DCOC ပေါ့နော်။ဒါပေမဲ့ကျွန်တော်တို့ရဲ့မျော်လင့်ချက်က9နှစ်သာကာလရှိသွားပေမဲ့ပေါ့နော် DCOC ကဖြစ်မလာခဲ့ဘူး။ကျွန်တော်နဲ့ခင်မင်ရင်းနေတဲ့တော်လန့်ပြည်သူတချို့ဆိုရင်သူတို့စိတ်သက်ကြလူနီနီဖြစ်ခဲ့ကြတယ်။ တချို့ဆိုရင် NUG ဝေဖန်ရင်းနဲ့ရွာပြင်ရောက်ခဲ့ကြတယ်ပေါ့နော်ဒီထဲမှာမှပို့ပေးမှစိတ်မကောင်းတာတော့ဘူနဂါပေါ့ဘူနဂါဘက်ကထောက်ပြဝေဖန်တဲ့အခါမှာဗမာလူထုအများစုရဲ့ညုံငင်မှုကိုသူခံရတယ်ပြောရရင်တော့ရွာပြင်ရောက်ခံရတယ်ပေါ့ဗျာနော်အဲ့လိုရှိတယ်ဒါပေမဲ့အခုဖလန်းမြို့တိုင်းတိုက်ပွဲမှာဒီချင်းဂျန်စီလူငယ်များစုစည်းထားတဲ့ CB Chin Brotherhood ပေါ့နော်ချင်းနီနောင်တပ်ပေါင်းစုနဲ့သူဘူနဂါရောရဲ့အဖွဲ့ပေါ့နော် BNRA ကလည်း ိုက်ပွဲဆင်တယ်မြို့သိန်းတိုက်ပွဲမှာဆိုရင် BNRA ရဲ့အလံပေါ့နော်သူတို့လွင့်ထုတ်ခဲ့ကြတယ်အဲ့နေရာမှာပေါ့နော် တချို့ကဘုံငကားကိုကြက်သွင်းနေပွဲစားလို့လဲခေါ်ကြတယ်ပြီးတော့စစ်မတိုက်ဘူးလားပေါ့နော်အဲ့လိုမျိုးလဲသူ့ကိုဝေဖန်ခဲ့ကြတယ်ပေါ့နော်ဒါပေမဲ့အခုချိန်မှာဘုံငကားဘက်ကတက်သေးပြနိုင်ခဲ့ပြီပေါ့နော်ဟုတ်ပြီကျွန်တော်တို့နယ်ဦးတော်လိုင်းရေကာလာမကရေရပေါ့နော်ဒီအချမ်းဖက်စစ်ကောင်စီကိုစန့်ကျင်သူတိုင်းပေါ့နော်မိတို့တော်အဖွဲ့အစည်းမဆိုပေါ့နော် CDF ဖြစ်ဖြစ် local pdf ပဲဖြစ်ဖြစ် ကျွန်တော်အမြဲတမ်းဝေဖန်တိုက်ခတ်လို့မရှိဘူးကျွန်တော်တင်ဆက်တဲ့ဗီဒီယို အမြဲတမ်းချစ်ရှုမယ်ဆိုရင်ပေါ့နော်ကျွန်တော်ဘူနဂါကိုကျွန်တော် cover လုပ်ပေးထားတဲ့ဗီဒီယိုတချို့တောင်ရှိသေးတယ်ဗျာဟာကျွန်တော်ပြောချင်တာကတော့ကျွန်တော်ကတော့ရင်ဘတ်ချင်းတူမယ်ဒီအချမ်းဖက်စစ်ကောင်စီကိုတိုက်ထုတ်ဖို့ဆိုရင်တော့ကျွန်တော်ကတော့ဘယ်သူဘယ်ဖွဲ့စည်းဖြစ်ဖြစ်ကျွန်တော်ကတော့ထောက်ခံတယ် ကျွန်တော်မိသားစုအแทမှာတောင်မှပေါ့နော်သဘောထားချင်းမတိုက်ဆိုင်တဲ့နေအကိုမောင်နှမတွေရှိကြသေးရလေအဲ့လိုကျွန်တော်ရဲ့မတူ क्वे ပြမှုကိုကျွန်တော်တို့ထုတ်ဖော်တဲ့အခါမှာဩငါနဲ့မတူငါရန်သူဆိုပြီးမှလေအဲ့လိုမျိုးဆွဆွဲတာကအင်မတန်မှကျွန်တော်ရှောင်ရှားပါတယ်ပြီးတော့ဒီဖလန်းမျိုးသိန်းတိုက်ပွဲကိုဆင်နွှဲတဲ့ဥဆောင်နဲ့ပေါ့နော်ဒီ CB ချင်းနေနောင်ကိုကြည့်မယ်ဆိုရင် နေဦးတော်လိုင်းရဲ့ကာလမှာ NUG အစိုးရနဲ့ပထမဆုံး လက်သွဲတဲ့ EO အဖွဲ့အစည်းတွေကြည့်မယ်ဆိုရင်တော့ဒီကျွန်တော်တို့သိရှိကြတဲ့ CNA ပေါ့နော် CNF ကပရမဇုံသူကနေဦးတော်လိုင်းရဲ့ဘက်ကိုသူရှက်သေးပေးတယ်ဒါပေမဲ့အခု ဖလန်းမျိုးကိုတင်းနေတဲ့ဦးဆောင်တဲ့ CB ချင်းနေအောင်အဖွဲ့ကအခုကျွန်တော်ပြောရဲပေါ့နော် CNA ရဲ့လက်အောက်မှာမရှိပါဘူးပြောရရင်တော့နိုင်ငံရေးခံယူချက်ပေါ့နော်မတူညီတာကြောင့်ဖြစ်ပါတယ် CNA ဦးဆောင်တဲ့ CC ချင်းလင်းကောင်စီအဖွဲ့က သူတို့နာမည်ကိုသူတို့စစ်စင်ရေးဆောင်ရွက်တယ်ပေါ့နော်အဲ့လိုပဲ CB ချင်းနေအောင်ဖွဲ့စည်းမှလည်းသူတို့ဆိုင်ရာနာမည်တွေကိုသူတို့ကစစ်စင်ရေးလုပ်တယ်မြို့သိမ်းတယ်ပေါ့ဗျာအခုဆိုရင်ဖလန်းမျိုးကိုတင်းတယ်နောက်ထပ် CB ရဲ့နာမည်တခုကြံတာမြို့သိမ်းမှုကြံတာတော့တည်တင်မြို့ကြံသေးတယ်ပေါ့နော်ဒီအကြောင်းအရာကကျွန်တော်တို့မျော်လင့်တဲ့ဒီ COC ဖြစ်မလာပေမဲ့လေတင်းချာပု္ပ္ပာသဘုတ်ကိုဒီဖော်မြူလာနဲ့တွက်မှရမယ်ဆိုတဲ့အသွေးအခေါ်ပေါ့နော်ဒါကို CB ကပယ်ပြက်လိုက်တာ ဘာလို့လဲဆိုတော့တင်ချာတပုတ်ကိုတင်ချာတပုတ်ရဲ့အဖြေကိုရဖို့ကဖော်မြူလာတွက်နေအများကြီးရှိရလေဒီဖော်မြူလာနဲ့အဆင်မပြေလို့ဆိုနောက်ဖော်မြူလာနဲ့တွက်ဖို့ကိုယ့်အတွက်အဆင်ပြေရပါတော့ဒီအတိုင်းပဲကျွန်တော်တော်လံပြည်သူတွေမျောလင်းတဲ့ COC ဖွဲ့စည်းနိုင်ဖို့ပေါ့နော်အဆင်မပြေဘူးအချိန်အခါမပေးဘူးပေါ့နော်အဲဆိုတော့ CB တွေကဘာလုပ်လဲမဟာမိတ်တပ်ပေါင်းစုဖွဲ့စည်းပြီးမှလေရင်ဘတ်ချင်းတူတဲ့ local PDF EO နဲ့လက်သွဲပြီးမှတိုက်ပွဲပေါ်ဆောင်တယ်မြို့သိမ်းတယ်ဗျာ အဲ့လိုရှိတယ်ဒီ CB ရဲ့သူတို့တွားတဲ့မူဝါဒပေါ့နော်ကျွန်တော်လေ့လာသုံးသပ်သမျှကိုကျွန်တော်ချပြတာပါပြီးတော့ကျွန်တော်တို့ COC စေမပြင်းလဲပေါ့နော်ဒီခုချင်းနေအောင်တို့ပေါ်ဆောင်နေပေါ့နော်မဟာမိတ်တပ်ပေါင်းစုနဲ့တိုက်ပွဲပေါ်ဆောင်တင်းတယ်လို့ကျွန်တော်အချံပေးချင်ပါတယ်ဘာလို့လဲဆိုတော့လေမင်းအောင်လိုင်ကရွေးကောက်ပွဲချင်းပါမှာဗျာဒါကြောင့်ကျွန်တော်တို့ COC မဖွဲ့စည်းနိုင်ဘူးဆိုရင်ကျွန်တော်အချိန်မကုန်တင်းတော့ဘူးလို့ထင်ပါတယ်ခင်ဗျာ မင်းအောင်လိုက်ရွေးကောက်ပွဲမချင်းပနိုင်ခင်မှာပေါ့နော်ဒီချင်းနေအောင်ရဲ့မဟာမိတ်တပ်ပေါင်းစုဗျူဟာနဲ့ကျွန်တော်တို့နေရဒေသအသီးသီးမှာမြို့သိမ်းတိုက်ပွဲဆင်နိုင်မှဖြစ်ပါမယ်အကယ်လို့မင်းအောင်လိုက်သားလေးရွေးကောက်ပွဲချင်းပနိုင်ခဲ့မယ်ဆိုရင်အစင်သင့်ဖြာဝင်ခင်းမဲ့အာဆီယံနိုင်ငံတွေအိန္ဒိယနိုင်ငံတရုတ်ရုရှားစရဲပေါ့နော်တရားဒီမိုကရေစီအတူအယောင်နိုင်ငံတွေကွန်မြူနတီနိုင်ငံတွေကတန်းစီနေတာဗျာ ခုကပ္ပနိုင်ငံရဲ့အခြေအနေကိုကြည့်တယ်ဆိုရင်တော့တရားရှိပေမဲ့ဒါမရှိတော့လူရမသွင်းတဲ့ခစ်စနစ်ကြီးဗျအမှန်တော့ကျွန်တော်တို့မှာတရားရှိတယ်လို့ဒါလည်းရှိတယ်ဗျဒါပေမဲ့ကျွန်တော်တို့ရဲ့ဓာတ်ကိုလေခြုံထက်နေအောင် သွေးမထားနိုင်တဲ့ပြဿနာပါကျွန်တော်တို့ကပ္ပအချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ Elon Musk နဲ့ဟိုးရခင်တော့ကလေကပ္ပအချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့တဲ့ Bill Gates ကိုကြည့်မယ်ဆိုရင်သူတို့ အခုလိုအချမ်းသာဆုံးပုံကိုဖြစ်နိုင်ခဲ့ကြတာကလေသူတို့ကလူတော်လူသက်လူငယ်တွေကိုနေရာချအချိုးရှိရှိနဲ့အသုံးချနိုင်တာကြောင့်ဖြစ်ပါတယ်ပြီးတော့ရွေးကောက်ပွဲချင်းပနိုင်နေဆိုရင်ကျွန်တော်ဘာကြောင့်ပြောနေလဲဆိုတော့ပြဿနာကျွန်တော်ရဲ့မြမသမိုင်းပေါ့နော်လွတ်လပ်ရေးနောင်ပိုင်းကိုကျွန်တော်ပြန်ကြည့်မယ်ဆိုရင်လေဘာပြဿနာရှိလဲဆိုတော့ဒီစစ်အစိုးရကသူတို့ကရွေးကောက်ပွဲတွင်ကျင်းပတယ်ပြီးအမေစုကိုသူတို့ကပွဲထုတ်တယ်ဗျာ ဲ့လိုလက်တလုံးချာပေါ့နိုင်ငံရေးလက်ကွဲကသူတို့အမြဲလုံနေကြဒီဇင်ဘာလမှာဆိုလားမသိဘူးเนาะရွေးကောက်ပွဲလုပ်နိုင်မယ်ဆိုရင်တော့အဲပြဒနာကလည်းအဲနောက်ပိုင်းမှာအမေစုကိုလွတ်ခဲ့တယ်ဆိုရင်အမှပြဒနာကြီးတက်ပြီးအာဆီယံနိုင်ငံတွေကလည်းအမှဖြာဝင်ခင်းဖို့အသက်ခုနကျွန်တော်ပြောလို့အိန္ဒိယတော့တရုတ်ရုရှားတော့ချက်ချင်းကိုသူတို့ဖြာဝင်လာခင်းတော့မှာပြီးတော့တော်လန်ပြည်သူများထဲမှာလည်းနှချမ်းကွဲနိုင်တယ်ငလင်တန်လည်းခန်းစားနေရပါတယ် စစ်ပြဒုက္ခရောက်နေရပါတယ်။တော်ပါပြီ။ငင်းချိုင်လှုပ်ဆောင်တင်ပါပြီဆိုတဲ့အုပ်စုတစုကလည်းတီးတန့်ကိုပေါ်လာမှာ။အဲဒါကြောင့်အခုချိန်ကလေမင်းအောင်လိုင်းရေကောက်ပွဲမကျင်းပသေးခင်မှာ NUG အစိုးရအတွက်လေအစီအစီကအလုံးမဖြစ်သေးပေမဲ့မဟာမိတ်တပ်ပေါင်းစု ဖွဲ့နိုင်ဖို့အခွင့်အကောင်ဖြစ်ပါတယ်။ဒီအခြေအနေအခြေအခါကောင်းကိုအတုံးမချနိုင်ဘူးဆိုရင် EAO တော်တော်များများကလေပုံနေမြဲကြားနေမြဲစစ်ကောင်စီနဲ့လက်ချင်းချိတ်မယ် အကျိုးအမြတ်ကို ခွဲဝေဖို့ပေါ့နော်သူတို့စစ်စင်ရေးတွင်တိုက်ပွဲတွင်ရှက်သွားနိုင်ပါတယ်ဒါကြောင့်မိုးရွာသုံးရေခမ်းဆိုသလိုပေါ့နော်စစ်တိုက်ပေးမန်းဂျန်စီလူငယ်တွင်လူသားအရင်အမြင့်ရှိနေတုံးမှာ NUG အစိုးရအနေနဲ့မဟာမိတ်တပ်ပေါင်းစု ဖွဲ့စည်းပြီးမှလမ်းများအားလုံးနေပြည်တော်သို့ကျွေးကြော်ရတဲ့အတိုင်းစစ်ကောင်စီရဲ့တည်နေရနေပြည်တော်အထိတိမ်ပိုက်ဖို့အချိန်ခါကောင်းဖြစ်ပါတယ် ပြီးတော့လေအခုတလောကျွန်တော်ကောင်းထက်မှာအသွေးတခုဝင်နေတာရှိတယ်ဗျ။ဒါကလေနှွေဦးတော်လန်ရဲ့အတွက်ချင်းလူမျိုးလက်နဲ့ကန်တပ်ပေါင်းစုဘက်ကလည်းတိုင်းရင်းသားဗမာနေကိုများနေတိုင်းရာပြည်မရန်ကုန်မြို့အထိဆင်းလာပြီးတော့အချမ်းဖက်စစ်ကောင်စီကိုတကယ်တိုက်ထုတ်ပေးရဲမလားဗောနော်ဆိုတဲ့အသွေးပါကျွန်တော်သွေးသောနေရင်နဲ့ကျွန်တော်ရဲ့အထင်အမြင်ဗောနော်ဝင်မြပေးချင်ပါတယ်ကျွန်တော်ပြောပြမဲ့အကြောင်းအရာကမိတုတော်ဖွဲ့စည်း အာပေါ်မူပါအောင်ကျွန်တော်အမြင်သုံးသပ်ချက်များကိုသာ သင်ဆက်ပေးရခြင်းပဲဖြစ်ပါတယ်ဆိုတာကိုဥစွာပထမပြောချင်ပါတယ်ချင်းတပ်ပေါင်းစုတကယ်ရန်ကုန်ထိဆင်းလာမလားပေါ့နော်ဆိုရက်သုံးသပ်ချက်ခိုင်မာသွားဖို့ပေါ့နော်ချင်းလူမျိုးတွေရဲ့နောက်ခံသမိုင်းကြောင်းတချို့ကိုနားလည်မှာပဲကျွန်တော်ရဲ့ထင်မြင်သုံးသပ်ချက်ကပူပြမရုပ်လုံးပေါ်လာမှာဖြစ်တာကြောင့်ချင်းလူမျိုးအကြောင်းကိုတသိတဆောင်းဝေမျှပေးချင်ပါတယ်ကျွန်တော်ပါဝင် တော်လံပြည်သူများဆိုရင်လေချင်းဆိုရင်တောင်ဇလက်ပန်းမဟုတ်ရင်အောက်ချင်းငက်ပြင်းပြင်းလေးရှိကြတယ်ဟုတ်တယ်ဟုတ်ပြီးတော့တစက်ထဲမှာပဲချင်းခေါင်ရည်ရဲ့အသေးနှလုံးပုံတရံနဲ့အင်မတန်မှလပါတယ် Rick ဆိုလား Recorder ဆိုလားအဲရေကန်းကိုလည်းပြင်းပြင်းကြမှာပါကျွန်တော်အသွေးထဲမှာလည်းချင်းနဲ့အောက်ချင်းငက်အမတ်တစိမ့်ထက်ပေါ့နော်ချင်းနဲ့တောင်ချင်းသိဆိုရင်တော့ပူပြီးမှအဝင်ဝင်ကြဖြစ်မလားပေါ့နော်ပူပြီးမှလိုက်ဖက်မလားဆိုပြီးမှကျွန်တော် သွေးတဲ့အချိန်အခါတွေလည်းရှိတယ်ပေါ့နော်ကျွန်တော်ကခြင်သိပ်လဲဆိုရောပေါ့နော် ကြံဖို့ပါတီရဲ့အမှတ်တစိုက်ကိုလည်းပြင်းမမြင်ကြပါနဲ့အဲ့ဒါကခြင်သိပ်မို့ဖုတ်ကျွန်တော်ဘာကြောင့်ချင်းနဲ့ခြင်သိပ်ကိုနိုင်ရှင်နေရလဲဆိုတော့ခြင်သိပ်ဆိုတဲ့တောပရင်ကြီးပေါ့သူတို့ချက်ဆားရနေရမှာမိသားစုအတိုင်းအဝိုင်းနဲ့နေထိုင်ကြတယ်တပားသူချက်ဆားရနေရဒီသားကိုလည်းသူတို့ကကြိုးကြော်လည်းမရှိဘူးသူတို့ ိုင်နဲ့သူတို့ရဲ့နယ်မြေကိုကျူးကျော်လာတော့အခြားသော ခြင်သိပ်ဖြစ်ဖြစ်ကြားဖြစ်ဖြစ်ဆင်မဲဖြစ်ဖြစ်ပေါ့နော်တောပရင်ကြီးခြင်သိပ်ကလည်းမကြောက်မရွံ့နဲ့တိုက်ခိုက်လေးရှိတယ်ဗျအဲ့လိုပါပဲချင်းလူမျိုးရဲ့သမိုင်းကိုချိမယ်ဆိုရင်လေသူတို့မျိုးနွယ်စု အသက်ရှင်ရပ်တည်နိုင်ဖို့ပေါ့နော်သူတို့ကတောင်ယာခုတ်မုတ်ဆိုးလိုက်ခဲ့ကြတယ်ရွာတကြီးနတ်ဆရာကြီးတွေရဲ့စုံမမှုအောက်မှာအေးအေးချမ်းချမ်းနဲ့နေထိုင်ခဲ့ကြတယ်ချင်းလူမျိုးပဲလားဆိုရင်မဟုတ်သေးဘူးဗျာ ချင်းတဲ့ကချင်းဟာတမိုင်းပုံပြင်တဲ့ဘုံမှာ နေအကူတော်ဆက်တယ်လို့ဆိုပါတယ်ချင်းကအကူနေကကချင်းပေါ့ရေချီယာမျက်နှာရရှာဆိုတယ်လို့နေအကူနှစ်ယောက်သူတို့နေရဒေသအသက်ရှာဖို့အတွက်သွားတဲ့အချိန်မှာနေဖြစ်သူကလန်ကိုလက်တနေရာမှာဘိုင်နာနဲ့ဘိုင်ရစ်တယ်ပေါ့နော်နေဖြစ်သူကလေးသွားတာတတော်နဲ့ကိုကိစ္စမပြီးနိုင်တော့အကူဖြစ်သူကလည်းမမောင်ခင်ခရီးဆက်ဖို့ရှိတာကြောင့်ဆိုပြီးမှငါပြောပြင်းတွင်ဓာတ်နဲ့ခုတ်တယ်အမတ်သာလို့ပြီးမှ ခရီးဆက်တယ်လို့ဆိုတယ်။နေဖြစ်သူကိစ္စပြီးသွားချိန်မှာ အကူချင်းခုတ်ထားတဲ့ငပြောပြင်းကအသက်ပေါက်နေတာပေါ့နော်။အော်အကူထွက်သွားတာအချိန်တတော်ကြာနေပဲ။ငါလိုက်သွားရင်မမီလောက်ဘူးထင်တယ်။အဲ့ဒါကြောင့်ဒီနေရာနေပဲအကူပြန်လာကိုစောင်းတော့မယ်ဆိုပြီးမှအဲ့နေရာမှာစောင့်တယ်လို့ဆိုပါတယ်။အဲ့နေရာကတော့ကချင်တောင်တန်းပေါ့နော်ကချင်ပြည်နယ်ပေါ့။အကူကတော့သူ့အနေလိုက်နိုးနိုးလိုက်နိုးနိုးနဲ့ပေါ့နော်အမတာဖြင့်ငပြောပြင်းတွင်ခုတ်ခုတ်ခုတ်ရင်းနဲ့ သွားရင်သွားရင်နဲ့တနေရာမှာသူ့အနေကိုစောင့်တာပေါ့အဲမှာအိမ်ဆောက်တယ်ပေါ့အဲ့ဒီသားကချင်းတောင်တန်းချင်းပြင်းနေပေါ့နော်ဒါပုံပြင်းမနော်ကျွန်တော်ကြားပေါ်တဲ့ပုံပြင်းတဲ့ပုံပေါ့ပြီးတော့ဟိုးတလောကလည်းကချင်းတချင်းတဲ့ပုံမှာလေသူ့အကူပြန်လာရင်အိဘိုးဆိုပြီးမှသူ့နေအိမ်ဆောက်တဲ့အခါမှာအိခန်းတခန်းကိုအပူဆောက်ပေးခဲ့တဲ့အကြောင်းကိုလည်းအာကျွန်တော်တတိထားမိတယ်ဒါဒီပုံမင်းကတကယ်လားဥပေါင်းကြားနဲ့မင်းကြားရှင်လို့ဆက်လန်းလားတော့ကျွန်တော်မသိဘူးဒါပေမဲ့တော်တော်ထူးဆန်းတာတခုရှိတယ် ချင်းတွင်ကချင်းလူမျိုးတွင်တခုခုပေါ့နော်ဖြစ်သွားပြီတခြားလူမျိုးစုတွင်ကဝေဖန်တိုက်ခိုက်ပြီးစွာနဲ့ဆက်ဆက်ကူအထီမခံဒီကချင်းចောင်းဆရာမနှစ်ယောက်ပေါ့နော်မရင်းချင်းအသက်ခံရတဲ့အချိန်မှာဆိုရင်ချင်းတွင်တတော်ကိုသူတို့ဒေါ်လာထွက်ကြတာအဲအချိန်တော့ NLD ဆိုရခက်ထင်ပါတယ်လိုင်းပေါ်မှာတော့ KIA ကပဲ ြန်ပြီးမှမရင်ချင်းတယ်လို့ရေးသားကြတာပေါ့နော်ဒါပေမဲ့ချင်းလူမျိုးတွေကတော့လုံးဝမယုံကြဘူးအဲ့ဖြစ်ပြက်မှာချင်းတွေကကချင်ဖက်ကိုရက်သေပေးကြတယ်ပေါ့နော်ကျွန်တော်တတိထားမိတယ်နောက်တော့ထူးဆန်းတာတော့ရှိသေးတယ်ဘာလဲဆိုတော့တီပေါင်းမြင်ပါတော်မူတဲ့အချိန်မှာ ကချင်နဲ့ချင်းဟာမျက်နှာဖြူအင်္ဂလိပ်ကျွန်တော်တမိုင်းစာမျက်နှာမှာဆိုရင် nature အင်္ဂလိပ်အစိုးရပါเนาะတို့တို့ကိုချင်းတောင်တန်းကချင်တောင်တန်းကိုတို့နာမည်ဖြတ်တန်းခွင့်မပေးဘဲနဲ့တိုက်ထုတ်ခဲ့ကြတယ်လက်နက်အင်အားမများသားတာကြောင့်ပေါ့เนาะချင်းနဲ့ကချင်ကကိုလိုနီပြုတ်ချင်းခံရပေမဲ့လေတောင်တန်းနဲ့ပြည်မလွတ်လပ်ရေးယူဖို့ဘူချောင်းအောင်ဇန်းဘက်ကစီးယုံလာတဲ့အချိန်မှာချင်းမျိုးနွယ်စုဘက်ကလေတို့ပထမပိုင်းမှာ စိတ်မပါကြဘူးလို့ သိခဲ့ရတယ်။ဒါပေမဲ့ဘူချောင်းဇန်းကလေဒီချင်းရဲ့နေဖြစ်သူကချင်မျိုးနွယ်စုခေါင်းဆောင်များနဲ့ပေါ့နော်စီယုံခိုင်းတဲ့အခါမှာပြည်မနဲ့တောင်တန်းတညီတညွတ်တဲပေါ့နော်ပူပေါင်းပြီးမှလွတ်လပ်ရေးယူဖို့ချင်းတောင်တန်းဒေသကလည်းပါဝင်လာခဲ့တယ်လို့သိရတယ်။တဆက်တည်းမှာပဲဘူချောင်းအောင်ဇန်းနဲ့တကွာပေါ့နော်တိုင်းရင်းသားခေါင်းဆောင်တွေလှုပ်ကြံခံရတာကအလွန်အသည့်ပဲဖြစ်တယ်။အဲ့နောက်ပိုင်းမှာလေမြန်မာနိုင်ငံရေးလောကမှာတချို့သောနိုင်ငံရေးသမားတွေရဲ့မယိုးသားတဲ့ ဖောက်ပြန်မှုတွင်ရှိလာတယ်။အဲနောက်ဆက်သွဲကိုချိမယ်ဆိုရင်တော့ဝင်းရင်ချုပ်ဦးနုဦးဆောင်နဲ့ဖာစာပါလာဆိုရခင်ပါလေ။ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ KNDO နဲ့ဖြစ်ပွားခဲ့တဲ့တမိုင်းဝင်ပေါ့နော်။အင်းစိန်တိုက်ပွဲဖြစ်ပွားခဲ့တယ်။ဦးနုအစိုးရကိုအဲချိန်ကလေရန်ကုန်အစိုးရအဆင့် ठी ပေါ့နော်ခေါ်ခံရတဲ့ ठी ဒီ KNDO အဖွဲ့စည်းကလေမန္တလေးမိထီလာတောင်ကြီးတောင်ငူမော်လမြိုင်တထုံပြေပသိန်း မြဝကျွန်းပေါ်စားတဲ့မြို့ကြီးတွေကိုလေတိမ့်ပိုက်နိုင်ခဲ့တယ်ပြီးတော့ဗမာပြည်ကွန်မြူနစ်ပါတီပြည်သူရဲဘော်အစရှိတဲ့နိုင်ငံရေးအင်အားစုတွေကလည်းတခြားသောမြို့ရွာများကိုတိမ့်ပိုက်နိုင်တယ်လို့သိခဲ့ရတယ်ဒါကြောင့်ဝန်ကြီးချုပ်ဦးနှိုးကအင်းစိန်ကိုပြန်လည်တိမ့်ပိုက်ဖို့ပေါ့နော်အင်မတာမှလက်တံပြောင်းတဲ့နေအောင်နဖော်ဖြစ်သောချင်းနဲ့ကချင်တနက်ကင်တက်ရင်ကိုအကူနေတောင်းတယ်ပြီးတော့ဘူမိုးချုပ်ကျော်စော ဦးစီးတဲ့ဗမတနက်ကင်တက်ရင်3တက်ရင်5ပြီးတောင်စုစစ်ရဲသားဒါရင်နဲ့ပေါ့နော်ပြန်လဲထိုးစစ်စင်နိုင်ခဲ့ကြတယ်ပြောရင်အခုလိုမဟာမိတ်တပ်ပေါင်းစုပေါ့ဗျာဘာလို့မဟာမိတ်တပ်ပေါင်းစုဆိုတာအဲတော့ကတိုင်းရင်းသားတွေပေါ့နော်တို့အတေးတေးတနက်ကင်တက်ရင်တွေရှိရလေခုနကျွန်တော်ပြောခဲ့တော့ပေါ့နော်ကျွန်တော်ပြောခဲ့တဲ့ချင်းတနက်ကင်တက်ရင်တို့ကချင်းတနက်ကင်တက်ရင်တို့ကရင်တနက်ကင်တက်ရင်တို့ အဲ့လိုအတီးတီးရှိတာပေါ့ဒါကြောင့်ပေါ့နော်ကျွန်တော်တို့မြန်မာတမိုင်းမှာဖြစ်ဖြစ်ပေါ့နော်အင်းစိန်တိုက်ပွဲမှာအောင်မြင်မှုရခဲ့တာဘူမှုချုပ်ကျော်စောနဲ့အမြောက်တိုက်ရဲ့လက်ဆွမ်းပြမှုကြောင့်ပါညာပေါ့နော်မြောက်ပြင်းရေးသားခဲ့ကြတာအမှန်တကယ်ကလေအင်မတန်မှလက်လက်တန်ပြောင်းတဲ့နီနောင်တဘောဖြစ်တဲ့ချင်းနဲ့ကချင်းတနက်ကင်တက်ရင်သာမကူနေဘူးဆိုရင်တော့အခုချိန်ကပြည်တော်စုကရင်နိုင်ငံတော်အစိုးရဖြစ်သွားနိုင်တယ်ဖြစ်သွားရင်လည်း အချမ်းဖက်စစ်အာဏာရှင်တွေရဲ့လက်အောက်မှာနေတာအများကြီးပိုတိုးသက်သွားမှာသိချတယ်ကျွန်တော်ဒီအကြောင်းအရာကိုဖတ်ရှုတဲ့အချိန်မှာလင်ဟော KNDO သားမြန်မာတနိုင်ငံတဝမ်းလုံးကိုသူတို့တင်ပိုက်ရရင်ဒီအချမ်းဖက်စစ်အစိုးရလက်အောက်မှာနေတာအများကြီးသားမှာပဲလို့ကျွန်တော်စဉ်းစားသွေးသောနေတဲ့အချိန်တွေလည်းအများကြီးရှိခဲ့ဘူးတယ်ဗျဆိုသလိုပေါ့နော်အခစ်ကာလကလည်းတိုင်းရင်းသားနာမည်နဲ့တနက်ကင် တိုက်ရင်တွင်ရှိတယ်။အင်းစိန်တိုက်ပွဲနောက်ပိုင်းမှာဗမာနိုင်ငံရေးသမားတွင်ပေါ့နော်။သူတို့ကတင်ကန်းစာကြီးကြီးရသွားတယ်။ဒါကြောင့်တိုက်ရင်သာတနတ်ကန်တိုက်ရင်တွင်ဖျက်သိမ်းခဲ့တယ်လို့မှတ်သားခဲ့ရပါတယ်။ကျွန်တော်မှတ်သားမှုပေါ့နော်။လွေးချော်မှုရှိတယ်ဆိုရင်လည်းထောက်ပြနိုင်ပါတယ်ခင်ဗျ။ဒီအင်းစိန်တိုက်ပွဲရှုံးနေမှုနောက်ွယ်မှာပေါ့နော်နောက်ပိုင်းမှာကရင်လူမျိုးဖက်ကလည်းချင်းနဲ့ကချင်းကိုအမြင်တော်လေးကိုစောင်းခဲ့ကြတယ်ကရင်တက်ကြီးပိုင်းနဲ့အစွန်းရောက်ကရင်လူငယ်တချို့ဆိုရင်ချင်းလူမျိုးတွေကိုကဘာမကြီးဖြစ်ခဲ့ကြတယ် ဘာကြောင့်ကချင်ထက်ချင်းကိုပူပြီးမှ အစာမကြီးဖြစ်ကြတာလဲဆိုတော့ချင်းလူမျိုးကလေချင်းတနတ်ကင်တက်ရင်ဖြစ်သိမ်းခံရပေမဲ့လေဆက်လက်ပြီးမှဦးနုဘုံနေဝင်းဘူတန်းရွှေပေါ့နော်လက်ထက်မှာသူတို့ကဆက်လက်ပြီးမှစစ်မှုထမ်းခဲ့ကြတယ်လေဒါပေမဲ့ကချင်ပေါ့နော်ကချင်ကဝင်းကြီးချုပ်ဦးနုကဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာဖြစ်ပြဋ္ဌာန်းတဲ့အချိန်အဲ့နောက်မှာလေနောက်ဆက်သွဲမှာကချင်ကလေ တော့ကိုသွားတယ်။ဒီအကြောင်းအရလွချွန်တော့ရင်နှာခေါင်းတုံးကဘီလိုသဘုံနဲ့ဝေမြပေးသေးတယ်။ဂျင်းသုံးဂျင်းဒါလည်းခစ်အစစ်ဆက်ဂျင်းသုံးဂျင်းဆိုလာမသိဘူးကျွန်တော်ခေါင်းစဉ်ပေးထားတယ်။ပြောရရင်နေဖြစ်သူကချင်ကလေတော့ကိုသွားတယ်။ဒါပေမဲ့အကိုကချင်းကစစ်အာဏာရှင်တွေရဲ့လက်ကင်ဒုတ်အဖြစ်နဲ့အတုံးတော်စစ်ခံခဲ့ကြတယ်။အထူးသဖြင့်ပေါ့နော်အရန်ကိုအကြီးတန်းနဲ့ရှစ်လေးလုံးကျောင်းသားတဲ့ဘိတ်မှာလေအကိုချင်းဒီအာဏာရှင်စစ်အစိုးရရဲ့လက်ကင်ဒုတ်အဖြစ် တမိုင်းစာမျက်နှာမှာလေဗီလင်ဖြစ်ခဲ့ကြတယ်ဗျာတကယ်ဗျာရှစ်လေးလုံးចောင်းသားတပိတ်မှာလေຫນွေဦးတော်လိုင်းရေးစာနာပြထုတ်ပေါ်ခဲ့ကြသောလူငယ်များကိုအចမ်းဘက်စစ်သားတွေရရဆက်ဆက် ပြတ်တက်ခဲ့တယ်လို့ဗောနော်အကိုဖြစ်သူချင်းစစ်သားကြီးချင်းရှစ်လေးလုံးမှာចောင်းသားနဲ့ပြည်သူတွေကိုဩနှလုံးနာရတဲ့အထိအတုံးတော့ခံခဲ့ကြတယ်ဒီစစ်ဘူချုပ်တွင်ကိုနိုင်ကိုက ချင်းစစ်သားတွေကိုလေရွေးချယ်ပြီးမှပွဲထုတ်ခဲ့ကြတာပေါ့ဒါကြောင့်လေဒီအဖြစ်ကချင်းပြည်သူလူထုကလည်းအရန်ကိုရင်ထုမနာဝန်းနေခဲ့ကြဒါကြောင့်ရှစ်လေးလုံးအရေခင်နောက်ပိုင်းမှာချင်းလူမျိုးတွေစစ်မှုမထမ်းကြဖို့ဆုံးဖြတ်ခဲ့ကြတယ်သူတို့ချင်းလူမျိုးတွေစစ်မှုထမ်းမဲ့အစားနိုင်ငံခြားထွက်ပြီးအလုပ်လုပ်ခဲ့ကြတယ်တချို့လူငယ်ဆိုရင်နိုင်ငံခြားကိုတွားရောက်ပြီးမှကြောင်းတက်ခဲ့ကြတယ်တချို့ဆိုရင် ခရိယန်ဘာသာရေးကျောင်းတွင် တက်ရောက်ခဲ့ကြတယ်။ဒါကြောင့်ချင်းတောင်မှာဘာမှမထွက်ပြင်မဲ့စစ်သားထွက်တယ်ဆိုတော့ပြောစမှတ်တွင်တဲ့စကားကနေချင်းတောင်ကနေတရားဟောဆရာတွေအများအပြားထွက်ပေါ်လာတယ်။ဒါကြောင့်ချင်းလူမျိုးတွေကလည်း1988နောက်ပိုင်းမှာနိုင်ငံရေးစစ်ရေးကိုလေသူတို့စိတ်ကုန်ခန်းသွားကြတယ်ပေါ့နော်။ဒါကြောင့် ဒါကြောင့်ပဲဒီထောင်ရှစ်လေးလုံးចောင်းသားတပည့်ရနေဖြစ်ပေါ်လာတဲ့ဒီ CNA လို့ခေါ်ရဲပေါ့နော် CNF ချင်းအမျိုးသားတပ်ဦးကလေចောင်းသားတပည့်နဲ့အတူပေါပေါလာတာဖြစ်ပေမဲ့နိုင်ငံရေးစိတ်ကုံခန်းနဲ့ချင်းပြည်သူလူထုရဲ့တခဲနဲ့အားပေးထောက်ခံမှုမရှိခဲ့ကြပါဘူးကျွန်တော်ပြောချင်တာက CNA ကိုမထောက်ခံတာမုန်းသီးတာဆိုတာထက်ပေါ့နော်ချင်းလူမျိုးတွေကလေလော်ကီအရေးထက်ပေါ့နော်သူတို့ကတမလွန်ဘဝအတွက် ရိယံအယူဝါဒနဲ့ပြောရမယ်ဆိုရင်တော့ကဲတင်ချင်းတည်င်းစကားအတွက်ဝေင့ဖို့ပဲသူတို့ကစစ်အားထက်တန်ခဲ့ကြတယ်ဒါပေမဲ့နေဦးတော်လိုင်းရေးတပိန့်နဲ့အတူနိုင်ငံရေးစစ်ရေးအရာမှလေမေးတောင်သေးလို့ပေါ့နော်အိတ်ဆက်နေခဲ့ကြတဲ့ချင်းလူမျိုးတွေတဖန်သူတို့ပြန်နိုးထလာခဲ့ကြတယ်မှန်ပါတယ်တောင်ချင်းသိကြီးသူ့မိသားစုပိုင်နဲ့မှကြံ့ဖို့ကြီးတကောင် လာရောက်ကြိုးကြော်တာကိုသူတို့တရေပြုတ်မိလာတယ်သူတို့သိရှိလာရတယ်တိုက်ထိုးရကောင်းမှန်းလဲသူတို့နားလဲလာတယ် ေပေါ်မြင့်ပါတော်မူပြီးတဲ့အချိန်နေချက်အင်္ဂလိပ်ကိုလေသူတို့ရရလက်နဲ့ဆွဲကင်ခဲ့တယ်လို့ချင်းကြံစီလူငယ်တွေဟာလေနေဦးတပိတ်မှာနေဦးတော်လန်ရေးမှာပထမဆုံးအချမ်းဖက်စစ်ခွေးတွေကိုလေသူတို့ရရလက်နဲ့ဆွဲကင်ပြီးမှစစ်ကားသစင်းလုံးရစာမရှိမေးရှုခဲ့တဲ့အဖြစ်အပျက်ဓာတိရတာမမိအောင်ပါပါအဲ့နောက်ပိုင်းမှာပြည်မဗမာဂျန်စီလူငယ်များဘက်ကလည်းငါတို့ရန်ကုန်မန္တလေးမြို့ကြီးမှာကြွေပါဆောင်သေးဆိုသလို ငါတို့လက်သုံးချောင်းထောင်စာနာပြနေလို့မရတော့ဘူးငါတို့လည်းရရလက်နဲ့ဆွဲကင်တော်လံမှ ဖြစ်မယ်ဆိုတဲ့အတိတရားဝင်ခဲ့ကြတယ်ဤအုံများထံကိုခူလုံကြတယ်စစ်ပညာတွင်သင်ကြားခဲ့ကြတယ်အခုဆိုရင်တောင်ချင်သိကြီးရှင်ဘတ်ချင်းသူရင်တွေးချင်းနေကိုပဲဆိုတဲ့စိတ်ဓာတ်နဲ့ပေါ့နော် CB ဖက်ကရော CC ဖက်ကရော NUG အောက်ကဗမာ PDF local PDF တွင်နဲ့တွေးလက်ချိတ်ပြီးမှတိုက်ပွဲ နှွေးလာခဲ့ကြတာမနှဲတော့ဘူးဗျပြောတာလဲရှင်နေပြီဆိုတော့ဗောနော်အနစ်ချုပ်နေကုန်ချုပ်ကြရအောင်ခင်ဗျချင်းတွင်ရန်ကုန်မြို့ထိဆင်းလာမလားဆိုရင်လေနေဖြစ်သူကချင်းမရက်မနာမချင်းတမိုင်းပေးရာဇဝင်ကျွန်တော်သုံးသပ်ချပြပေးဖြစ်တယ်အခုဂျင်စီလူငယ်ရင်းကိုကြည့်မယ်ဆိုရင်လေလူမျိုးရေးထက်တို့ကလေလူလမ်းမို့ကိုမျက်နှိုးကြတယ်တန်းသူအခွင့်အရေးကိုတန်ဖိုးထားကြတယ်တို့ကအမုန်းတရားတွေအင်မတန်မှနေပါကြတယ်တူးနဲ့တူး ရိုင်းပြင်းကိုနေကြတယ်။ဒါကြောင့်ဒီຫນွေဦးတော်လိုင်းရင်းမှာဒီဂျန်စီလူငယ်တွေငါတို့ပြင်းနဲ့လွမြောက်ရင်ပြီးရောဆိုတဲ့အောက်သန်ကြစိတ်ဓာတ်လုံးဝမရှိကြအောင်။ဒါကြောင့်ချင်းနေနောင် ချင်းဂျန်စီလူငယ်တွေတပ်ပေါင်းစုတွေသူတို့သွေးချင်းနေကိုမောင်နှမဗမာလူမျိုးတွေလွမြောက်ဖို့ရှစ်လေလုံးအသိတမိုင်းစူကြီးပေါ့နော် ါကိုချင်းချင်းစီမျိုးဆက်တစ်ကနေအသစ်သောတမိုင်းလာပသောစာမျက်နာကိုမှတ်တမ်းတင်ဖို့ရန်ကုန်မြို့မကလို့စစ်ခွေးခွေးဝဲစားတွင်ခိုအောင်ရနေပြည်တော်ထိတန်အောင် အမုံချေတကြိတ်ဖို့လေဆင်းလာမှာဖြစ်ကြောင်းကျွန်တော်ကတော့သုံးသက်ရင်နဲ့နောက်ဗီဒီယိုများမှာဘောမတာဇန်အထီးအမှတွင်ဟို ဆုံးမတော်မူခန်းပြန်လဲစတဲ့ လာမည်ဖြစ်ကြောင်းအသိပေးကြေညာအပ်ပါတယ်ခင်ဗျာနောက်ဗီဒီယိုမှာကျွန်တော်ပြန်လည်ဆုံစည်းကြပါမယ်